أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي وقال تعالى وقل رب زدني علما صدق الله العظيم السلام عليكم ورحمة الله وبركاته جنة جنوح روح اچاؤں گو تنبیابا میں ဝဟီအပိုင်းတည်းမှာပြောခဲ့တယ်လို့ပဲလူမှအပဖြစ်တဲ့စัจ java လာနဲ့တရှိလောကတစ်ခုလုံးဟာသူတို့ရဲ့စတင်ဖြစ်တည်ချိန်ကလေးကသူတို့ကျင်းလဲတဆရမယ်နယ်ပယ်နဲ့ပတ်သက်ပြီးတော့ဝဟီပေအခံခဲ့ကြရပါလေလူသားကိုတော့အချိန်တစ်ချိန်ရောက်တဲ့အခါကျမှလူတွေထဲကလူအချို့ကိုအလာအရှင်ကမိမိရဲ့ မရှိရက်နဲ့အညီရွေးထည်ပြီးတော့ဝဟီကိုပေးအပ်ရှင်းမြင့်ခဲ့ပါတယ်အဲ့ဒီရွေးထည်ခြင်းခံကြရတဲ့နဗီရဆူလ်တွေကနေတစဉ်အခြားသူတွေကို ပြန်လည်မျှဝေပို့ချဖို့စီမံခဲ့တယ်ဆိုတော့ကလူသားအတွက်ဒီလိုစီမံထားရတဲ့အကြောင်းရင်းက သူ့ကိုမွေးရပါချင်းမြင့်ခဲ့တဲ့ရူးလို့ခေါ်တဲ့စင်ဂျင်ညာတနည်းအားဖြင့်ပြောရရင်အခြားတရှိတွေနဲ့မတူတဲ့ထူးကဲတဲ့ညာစဉ်ကြောင့်ဖြစ်တယ်ဒီစင်ဂျင်ညာအပေါ်ကနေပေါက်ပွားလာတဲ့ထူးခြားချက်ကတော့တွေးချေနိုင်တဲ့အည်တွေးပဲဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဝဟီအပိုင်းတင်မှာတင်ပြခဲ့တဲ့အာရတ်ကိုပြန်ပြီးတင်ပြခြင်းလဲ စူရာ32အာယတ်6မှာသုမဆဝါဟူဝနဖခဖီဟီမီရူဟီဝဂျအလလကုမ်ဆမ်အဝလ်အဘဆွာရဝလ်အဖီဒတ်ကလီလမာတရှ်ကူရူန်တဖာအရှင်ဒီသူအားလုအပ်ချက်များပြည့်စုံ၍ညီညွတ်မျှတသောအခြေအနေတို့ရောက်စေခဲ့ပြီးမိမိထာမှာ စင်ကြင်ညာအတုံးချနိုင်စွမ်းကို ထဲတွင်းခဲ့သည်ထို့တို့ဖြင့်တင်တို့၌ကြားနာမှုသိမြင်မှုနှင့်ခံစားနားလည်နိုင်မှုတို့ကို စီမံပေးခဲ့၏ထို့တော့တင်တို့သည်အနည်းငယ်မျှတာစင်ကြင်ညာကိုအတုံးချ၍ရလတ်ကောင်းများကို ဖြစ်ထွန်းစေကြ၏ဒီမှာညွှန်းထားတဲ့သူ့အားဆိုတာက လူသားကိုပြောတာဒီနေရာမှာ ။တတိပြုရမယ်အင်မတန်အရေးပါတဲ့အချက်တစ်ချက်ကိုကျွန်တော်ပြောချင်တယ်။အဲ့ဒါကမွတ်စလင်ကျမ်းသာပညာရှင်အများစုကရူးကိုဝိညာဉ်အများသုံးလုံးပုံအရဆိုရင်တော့ဝိညာဉ်ပေါ့နော်ဝိညာဉ်အတ္တဇီဝိညာဉ်လို့ဘာသာပြန်ကြတယ်အမှန်တကယ်ကရူးဆိုတာစင်ဉဏ်ဆိုလိုတာက အခြားတက်ရှိတွေမရရှိတဲ့ထူးခဲ့တဲ့ဉာဏ်စဉ်ကိုပြောတာပါနောက်ထပ်ထူးခြားတဲ့အချက်ကကျမ်းမြတ်ကုရ်အန်တကြားလုံးမှာရူဂူမူဖရတ်ဧကဝုတ်ကိန်းပဲတုံးထားတယ်တခုကိန်းကိုပြောတာပါရူရဲ့ဂျမဘဟုဝုတ်အများကိန်းဖြစ်တဲ့အရဝါဒီစကားလုံးကိုလုံးဝတုံးလို့မထားပါဘူးဒါကြောင့် မွတ်စလင်လောကမှာတုံးတုံးနေတဲ့အာလမေအရဝါဝိညာဉ်များရဲ့လောကဆိုတာကကုရ်အာန်နဲ့လုံးဝပတ်သက်မှုမရှိဘူးပေါ်ပြီးထူရတာကရူကိုအလာကအရှင်ရဲ့ပိုင်ဆိုင်မှုပုံစံနဲ့ခုနှစ်ကြိမ်သုံးလုံးထားတယ်ဥပမာစူရာ19အာယတ်19မှာ ရူဟာနာဆိုပြီးတကြိမ်ဆူရာ23အာယတ်63နဲ့ဆူရာ66အာယတ်7တို့မှာရူဟီနာဆိုပြီးတော့2ကြိမ်ဆူရာ32အာယတ်9မှာရူဟီဟီဆိုပြီးတော့တကြိမ်ဆူရာ25အာယတ်29နဲ့ဆူရာ38အာယတ်82တို့မှာရူဟီဆိုပြီးတော့2ကြိမ် စူရာလေအာယတ်187မှာရူဟွန်မင်ဟူဆိုပြီးတော့တကြိမ်စုစုပေါင်းခုနှစ်ကြိမ်ကိုအလရဲ့အပိုင်ခံပုံစံနဲ့တုံလုံးထားတာတွေ့ရတယ်။ဒါကြောင့်ဒီရူဟာအလရဲ့ဗဂတိအရှိတရားအပေါ်မှာအခြေအခြေခံထားတယ်ဆိုတာကိုကျွန်တော်တို့သိနိုင်တယ်။ကုရ်အာန်ရဲ့တုံလုံးပုံတွေနဲ့ရှင်းပြပုံတွေအရာ ဒီรู้ဟာတခုတည်းဆိုတာသိရတယ်လို့ဒီรู้မှာဘတ်နှစ်ဖက်ပြောချင်တာကမျက်နှာစာနှစ်ခုရှိနေတယ်ဆိုတာကိုလည်းသိရတယ်ဥပမာပြရရင်รู้ကဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ဒင်းကားပြားလိုပဲသူ့မှာပန်းတစ်ဖက်ခေါင်းတစ်ဖက်နှစ်ဖက်ရှိတယ်ဒါပေမဲ့ဒင်းကားပြားကတော့ဒါပြားပဲဖြစ်တယ် အဲ့ဒီဘက်နှစ်ဖက်စလုံးကိုလူသားကချင်းမြင့်ခံရတယ်တစ်ဖက်ကမွေးရပါပါရှိလာတဲ့စင်ညင်ညာဒီစင်ညင်ညာကလူသားရဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေလုံလောက်ပါတယ်လူမာကရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအပြင် လူဖြစ်မှုအကြီးတွေးတိုးတက်ဖွံ့ဖြိုးပြီးတော့လူဖြစ်မှုပန်းတိုင်ကိုတက်လှမ်းဖို့လဲ တာဝန်ရှိနေတယ်။ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက်ချီးမြှင့်ခဲ့တဲ့ rule တနည်းအားဖြင့်ပြောရရင်စင်ငင်ညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အထက်မှာတင်ပြခဲ့တဲ့စူရာ32နှစ်အာယတ်9မှာတွေ့နိုင်တယ်။ဒီစင်ငင်ညာကိုလူတိုင်းမွေးရပါအဖြစ်နဲ့ပိုင်ဆိုင်ခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီစင်ဂျင်ညာကိုအတုံးထမှုအပေါ်အခြေခံပြီးတော့ လူတွေမှာကွဲပြားခြားနာတဲ့အဆင့်အတန်းတွေဖြစ်ပေါ်ပါတယ်။ကောင်းပြီဒါကတော့ရူးရဲ့မျက်နှာစာတစ်ဖက်ပါ။ရူးရဲ့နောက်ထပ်မျက်နှာစာတစ်ဖက်ကိုစူရာ52အာရ52မှာတွေ့ရတယ်။ဝကဇာလကအူဟိုင်နာအီလိုက်ကရူဟမ်မင်အမရီနာမာကွန်တတဒရီမလ်ကီတာဘူဝလလ်အီမန်ဝလာကင်ဂျာလနာဟူနူရန်နဟဒီဘီမန်နရှာအူမင်အီဘာဒီနာ ဝအင်နကလတဟဒီအီလာဆူရာတ်မုစတကီမ်ထိုနေသူစွာငါဒီတင့်ထန်တို့မိမိဤပြတ်ထန်းချက်မှရူဒီနေရာမှာရူဆိုတာကကုရ်အန်ကိုပြောနေတာနော်ရူသူ့ကိုထူကယ်တော်ညံစင်လို့လေကျွန်တော်တို့နားလည်လို့ရတယ်ဆိုတော့ဒီရူကုရ်အန်ကျမ်းမြတ်ကို ဝဟီရှုဝတ်ဆက်တွယ်၍ပို့ချခဲ့၏တင်ဒီဘဝအတွေ့အကြုံရဥပဒေကျမ်းနှင့်လုံခြုံမှုပါဝင်သောယုံကြည်မှုဟူသည့်အဘယ်နည်းဟူ၍မတိခဲ့သည်သို့တော့ငါသည်၎င်းဥပဒေကျမ်းကိုအလင်းရောင်အဖြစ်စီမံ၍မိမိ၏ဩဇာခံများမှစံချိန်နှင့်ညီညွတ်သောသူတို့အား ဘဝလမ်းမှန်လို့ရောက်ရှိစေခြင်းဖြစ်၏ဆင်းသက်တင်းသည်ဖြောက်မှတ်၍ဟန်ရက်မြတော်ဘဝလမ်းစဉ်လို့ညွန်ပြလျက်ပင်ရှိ၏တဲ့ရှင်းပါတယ်လဆူလ်ကလူဖြစ်မွေးလာတဲ့အချိန်မှာစူရာ32အာယတ်9မှာရည်ညွှန်းထားတဲ့စင်ကြင်ညာကို လူတိုင်းဤသူရရှိခဲ့တယ်ဒါပေမဲ့ 二零一零年哈，玉盘山呀，多得不得了，路片木百万，小兰木多，马龙老巴乌，打鼓树啦，高石头，哎呀，看尼嘛，娃娃家的个高冷发达，所以喽，没得啊，二零一五年，路片小兰呀，米兰千古，亚细亚。 အားထုတ်လျက်ရှစ်ဒီကိုတွေ့ရှိခဲ့ရာလမ်းညုံပြတတ်ခဲ့သည်မဟုတ်လောဆိုတော့ဒီနေရာမှာတချို့ကသွားလမ်းကိုအတင်းဒီလမ်းမပေါက်သူအဖြစ်ဆိုပြီးတော့ဘာသာပြန်ကြတယ်အဲကျွန်တော်ကတော့လူဘောကရှောက်လမ်းရမယ်လမ်းစဉ်ကိုရရှိရန်အားထုတ်ခြင်းဆိုတဲ့အ내တဘောနဲ့ကျွန်တော်ပြန်ထားပါတယ်ဆိုတော့အလရှင်မြတ်ကဒီမှာရာဆူလ်ကို မေကွန်းထုတ်ထားတယ်ဒီမှာသုံးလုံးထားတဲ့ဟာတာလမ်းညွန်ပြတ်ပြတ်ခြင်းကိုပဲစူလာ52အာယတ်52မှာအော်ဟိုင်းနာအီလိုက်ကရူဟမ်မင်အမရီနာလို့ပြောထားတာပါဆိုလိုတာကငါဒီတင့်ထန်လို့မိမိဤပြတ်ထန်းချက်မှာရူထူးကဲ့သို့ညံစဉ်ဝါကျမ်းမြတ်ကုရ်အန်ကိုဝဟီ ရှုပ်ဝက်ဆက်သွယ်၍ပို့ချခဲ့၏ဒီမတိုင်ခင်ကရဆူလ်ရဲ့အခြေအနေကိုဆက်ပြောတယ်မာကွန်တတဒရီမလ်ကီတာဘူဝလလ်အီမန်တင်းဒီဘဝအသွေးတုံရဥပဒေကျမ်းနှင့်လုံခြုံမှုပါဝင်သောယုံကြည်မှုဟူသည့်အဘယ်နည်းဟူ၍မသိခဲ့၏ဆိုလိုလာကရဆူလ်ရဲ့မွေးရပါချင်းမြင့်ခံရတဲ့ရူးဆိုတဲ့စင်ညာကြံက လူဘဝတည်ဆောက်ရမယ်ကိတ္တဥပဒေကျမ်းကိုဘဝအတွေ့အကြုံအရာမဖော်ထုတ်နိုင်ဘူးလူဘဝကိုလုံခြုံစေမဲ့ယုံကြည်ချက်ဆိုတာကိုလည်းမပြတ်ထန်းနိုင်ဘူးကဘာပေါ်မှာခင်းဆက်ဆက်စနစ်အမျိုးမျိုးယုံကြည်ချက်အဖုံမုံတို့ကိုလူသားတွေဖန်တီးခဲ့ကြတယ်စနစ်တစ်ခုအတွက်အခြေခံဥပဒေတွေဤဥပဒေတွေအမျိုးမျိုးကို ရေးဆွဲပြတ်ထန်းခဲ့ကြတယ်။ဒါပေမဲ့မကြခင်မှာပဲအဲ့ဒီစနစ်သွေးရဲ့အားနဲ့ချက်တွေပေါ်လာပြီးတော့ပြုတ်ပြင် ပြောင်းလဲခဲ့ကြရတယ်။စနစ်တစ်ခုကိုမကြိုက်လို့ဒီစနစ်နဲ့ဆန့်ကျင်ပဲအခြားစနစ်တစ်ခုကိုရေးဆွဲဖန်တီးခဲ့ကြရတယ်။အဲ့ဒီလိုဘာကြောင့်ဖြစ်တာလဲ။ဒါကျွန်တော်တို့စဉ်းစားရမယ့်အချက်ပါ။ဟုတ်လား။ကုရ်အာန်အလိုအရပြောရရင် လူသားတွေဖန်တီးခဲ့ကြတဲ့ယုံကြည်ချက်တွေစနစ်တွေအထူးသဖြင့်ဥပဒေပြပြထန်းချက်တွေမှာလိုက်နာရမယ့်စီမင်းတွေရှောင်ကျင်ရမယ့်စီမင်းတွေပါဝင်ပါတယ်ဒါပေမဲ့ဒီဥပဒေပြထန်းခဲ့အရာအလိုအလျောက်ပုံပေါ်လာမဲ့ရလက်ကိုလူသားတွေမပြတ်ထန်းနိုင်ခဲ့ကြဘူးဥပဒေနဲ့အတူ အလိုအလျောက်ရလပုံပေါ်လာမှုကိုအလ္လာဒါလီရင်ပြတ်ထားနိုင်တယ်ဒါကိုဒီအာယတ်မှာမာကွန်တတဒရီမလ်ကီတာဘူဝလလ်အီမန်ဘဝအတွေ့အကြုံ အရာဥပဒေကျမ်းနဲ့လုံခြုံမှု ပါဝင်တဲ့ယုံကြည်မှုဟာဘာလဲဆိုတာသင်မသိခဲ့ဘူးလို့မုဟမ္မဒ်ရာဆူလ်ဆလ္လာဟူအလัยဟီဝဆလမ်ကိုရှင်းရှင်းလင်းလင်းပြောပြနေတယ်ဒါကြောင့်ရာဆူလ်အပါဝင် လူသားထုတရလုံးရဲ့မွေးရပါဆင်ញញံဖြစ်တဲ့ရူးရဲ့မျက်နှာစာတစ်ဖက်ကလူဘဝရှောက်လန်းမှုတွေမလုံလောက်ဘူးလူဖြစ်မှုဘဝအတွေ့အခြေတည်ရမယ်ဥပဒေကြမ်းကိုဘဝအတွေ့အကြုံနဲ့မဖော်ထုတ်နိုင်ခဲ့ဘူးဘဝအတွေ့လုံခြုံမှုကိုရရှိစေတဲ့ယုံကြည်ချက်ကိုမတိဆောက်နိုင်ခဲ့ဘူးဒါကြောင့်ရူးရဲ့နောက်ထပ်မျက်နှာစာဖြစ်တဲ့ စိညာညာအခြေခံတဲ့ဝဟီလူဘဝလမ်းညွန်တနည်းအားဖြင့်ပြောရရင် ကျမ်းမြတ်ကုရ်အန်ကိုအလရှင်မြတ်ကချမှတ်ပေးခဲ့ခြင်းဖြစ်တယ်။ဒီနီလာနဲ့ရူးရဲ့မျက်နှာစာနှစ်ဖက်စလုံးကိုဖြည့်ဆည်းပေးခဲ့တယ်။ဒီနေရာမှာအထူးတတိပြုဖို့လိုတာကလူမွေးရပါစိညာညာဖြစ်တဲ့ရူးတစ်ခုတည်းနဲ့လူဖြစ်မှုဘဝကို ပုံဖော်လို့မရဘူး။ဒီလိုပဲမွေးရပါ စင်ကြင်ညာဖြစ်တဲ့ရူးကိုအတုံးမထပဲနဲ့ဝဟီအားဖြင့်ချီးမြှင့်ခံရတဲ့ရူးအဲ့ဒီရူးကိုနားမလည်နိုင်ဘူးဒါအပြင်ဒီရူးတစ်ခုတည်းနဲ့လေလူဖြစ်မှုဘဝကိုမတိဆောက်နိုင်ဘူးပြောရရင်အလာရှင်မြတ်ချီးမြှင့်ခဲ့တဲ့မွေးရပါရူးကိုစင်ကြင်ညာကို တဖက်ကအလရှင်မြတ်ပြင်ပကနေချင်းမြင့်တဲ့ရူကျမ်းမြတ်ကုရ်အန်မှာအတုံးချရမယ်အတုံးမချဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဟာဘယ်လိုနည်းနဲ့မှလူဘဝရှောက်လန်းမှုလမ်းစဉ်ကိုလိုက်နိုင်မှာမဟုတ်ပါဘူးလိုရင်းပြောရရင်ရူရဲ့မျက်နှာစာနှစ်ဖက်ဆက်လုံးကိုအတုံးချခြင်းအဖြစ်မဲ့မိမိရဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့အတူ လူဖြစ်မှုအည်သွေးဖွံ့ဖြိုးမှုတို့ကိုပါဆောင်ရွက်ပြီးတော့လူဘဝရဲ့ပန်းတိုင်ရှိဖို့အရာလှမ်းနိုင်မယ်လို့ကုရ်အာန်ကကျွန်တော်တို့ကိုဓတိပေးနေတယ်။ရူးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြစီရာတွေအများကြီးကြံနေတယ်။ဥပမာစူရာနှစ်အာရ69နဲ့စူရာနှစ်အာရ253နှုန်းပါသုံးနှုန်းထားတယ်။ရူဟุลကုဒုစ်နော်ရူဟุลကုဒုစ်အရဘာလဲ။ ီးတော့တကစူရာ26အာယတ်193မှာသုံးလုံးထားတယ်ရူဟူလ်အမင်းဟာလာအဲ့ဒါဟောပါလေအထူးသဖြင့်အီစာရဆူလ်အလိုင်ဟစ်ဆလာမ်ရဲ့မိခင်မာရီယမ်ရာဒီယัลလာဟူအန်ဟာနဲ့ပတ်သက်ပြီးသုံးလုံးထားတယ်ရူစာတဖြင့်ကိုကျွန်တော်နောက်ပိုင်းမှာဆက်လက်ပြီးတော့တင်ပြပါမယ် ဒီรู้ကိုကျွန်တော်တို့အသက်ဇီဝိင်ဝိညာဉ်အများသုံးလုံးပုံအရာဝိညာဉ်လို့ဘာသာပြန်လိုက်တဲ့အပေါ်မှာအတဘာဝကိစ္စတွေဥပမာအီစာရာဆူလ်အလัยဟစ်ဆလမ်ဟာဖခင်မပါပဲမွေးဖွားခဲ့တယ်ဆိုတဲ့မှားယွင်းတဲ့ယူဆချက်တွေဖြစ်ပေါ်လာတယ်အင်ရှာလာဒီအကြောင်းအရာတွေကိုရူးရဲ့အပိုင်းနှစ်မှာ ဆက်လက်ပြီးတော့ကျွန်တော်တင်ပြသွားပါမယ်။ဘာမှအလိုက်နာအစ်လ်ဘလာဟုလ်မူဘီန်ကျွန်ုပ်တို့ရဲ့တာဝန်ကရှင်းလင်းထင်ရှားစွာကုရ်အန်ကိုပို့ဆောင်ရန်တာဖြစ်၏။ဝဆလမ်